မင်္ဂလာပါဓမ္မမိတ်ဆွေသူတို့စင်ပေါင်းတို့ခင်ဗျာယနေ့ဟာဆိုလို့ရှိရင်ကစုံလမ်းပြင်းနေဗုဒ္ဓနေ့အခါသမယပဲဖြစ်ပါတယ်ခင်ဗျာဗျာဒိတ်တို့ခံယူတော်မူတဲ့နေ့ဖရာတို့ဟာလေးသိန်းရှင်းတဲ့ကဘာသင်ရအစားကစုံလမ်းပြင်းနေမှာဗျာဒိတ်တို့ခံယူခဲ့ပါတယ်ခင်ဗျာမဟာတက္ကရီ68ခုနေ့ကစုံလမ်းပြင်းနေတောက်ကြနေ BC 623ခုနေ့မှာ မြတ်စွာဘုရားရှင်ကိုရိုမြတ်ကြီးအားဝေဖွားတန်းစင်ခဲ့ပါရခင်ဗျာမဟာတိဂရိတရားသုံးခုနေကဆုံလာပြင်းနေဗုဒ္ဓဦးနေ BC 986ခုနေမှာတော့ဖရာအဖြစ်ကိုရောက်ရှိတော်မူတဲ့နေပဲဖြစ်ပါလေခင်ဗျာမဟာတိဂရိတရား၄ခုနေကဆုံလာပြင်းနေ BC 986ခုနေမှာတော့ဘုဒ္ဓဝင်အကျင့်ကိုဟောကြားတော်မူတဲ့နေထူးနေမြတ်ပဲဖြစ်ပါလေခင်ဗျာမဟာတိဂရိ 140ရှိခုနဲ့ကစုံလာပြင်းနဲ့အင်္ဂါနဲ့ BC 543ခုနဲ့ကတော့ပရိနိဗ္ဗာန်စံဝင်တော်မူတည်နေဖြစ်တဲ့အတွက်ယနေ့ကစုံလာပြင်းလာဆိုလို့ရှိရင်အလိုမဲ့ထူးခြားတဲ့နေထူးနေများကြီးပဲဖြစ်ပါလေခင်ဗျာဤကစုံလာပြင်းနေမှာမာနကိုအောင်မြင်တော်မူသောကြောင့်ဤနေ့ရက်ကိုကစုံလာပြင်းနေမန်အောင်နေ့ဟူ၍လဲဗုဒ္ဓဘာသာဝင်တို့ဤစိတ်မှာဆွေးမြေးနေကြတာပဲဖြစ်ပါလေခင်ဗျာ ဓမ္မမိတ်ဆွေသူတို့စင်ပေါင်းတို့ခင်ဗျာဝိသကာနိခန့်နဲ့ရှင်၍ဖွာမြင်တော်မူခြင်းပရိနိဗ္ဗာန်ဆန်တော်မူခြင်းကိုအကြောင်းပြု၍ကဆုံလာခြင်းတွေကိုဝိသေဒေဟူရဲ့လေခေါ်ကြပါတယ်ဝိသကာဒေဟူရဲ့ဆိုလိုပါတယ်ခင်ဗျာဘုရားဘာသာဝင်တို့ဟာဖျားဖြစ်တော်မူသောနေထူးနေညာကို အာယုံပြု၍ကဆုံလာခြင်းနေ၌ ပရိဘုကဇေတိထိုက်သောဘောဓိညောင်ဝင်တို့မြတ်ကို ရေသွန်းလောင်းနေရှိကြပါလေ။ကဆုံလာခြင်းနေဆိုတာကတော့ဗုဒ္ဓဘာသာဝင်အများနေဖြင့်ကဆုံလာခြင်းတွေကိုကုဆုံလာပြီးဗုဒ္ဓနေကဆုံလာပြီးမန်အောင်နေကဆုံလာပြီးဝိသဟာနေစသည်ဖြင့်အမွန်းတင်း၍ခိုဆူသမကရိုးရာအစင်လာများနေအလုံးမဲစီကားသိမ့်မိစွာ ကဆုံညောင်ရေသုံးမွေကိုကျင့်ပါလေရှိကြပါလေ။ ကဆုံလာပြင်းနေထူးခြားချက်များကတော့ပြတိုင်းဖွာမြင်ဗုဒ္ဓဝင်စံဝင်နိဗ္ဗာန်နန္ဒီစသည်ဆိုတဲ့ဆိုရိုးစကားနဲ့အညီဗုဒ္ဓဘာသာဝင်များ ကိုးကွယ်စည်းကမ်းရာသုံးလောကထွထားသဗ္ဗညုတမြတ်စွာဘုရားနဲ့ဆက်ဆက်၍ထူးခြားသည့်နေထူးနေမြတ်အဖြစ်ဖျားရှင်ရည်မှန်း၍ကောင်းမှုပုဒ်များပြုလုပ်ကြတဲ့ဘွေတော်တို့ကုလင်းဖြစ်ပါれခင်ဗျာ။ ဆိုရိုးစကားအရာဘုရားရှင်နဲ့ဆက်ဆက်နေသောထူးခြားရှင်များမှာနေ့ကာလအပိုင်းရှာမတူဘဲကစုံလာပြည်နေများတွင်သာငားရဲ့တိုင်းတိုင်းထူးထူးခြားခြားတိတ်ဆိတ်စွာဆက်ဆက်ဖြစ်ပေါ်နေခြင်းကြောင့်ဖြစ်ပါလေခင်ဗျာဒါကြောင့်ကစုံလာပြည်နေမှာဗျာဒိတ်ခိုင်တို့နေလေးတင်ရှင်နဲ့ကဘာသသိန်းအစနေကစုံလာပြည်နေပဲဖြစ်ပါလေခွန်မြင်တော်မူတို့နေမဟာတရကိ68ခုနေဟာလေကစုံလာပြည်နေ တောက်ကြနေပဲဖြစ်ပါတယ်ခင်ဗျာဘုရားဖြစ်တော်ရောက်တော်မူသောနေ့မဟာတိတ်ကြေတရားသုံးခုနေဟာလဲဗုဒ္ဓဦးနေဟာလဲကဆုံးလာဖြစ်နေတော့ရောက်တော်မူခြင်းပဲဖြစ်ပါတယ်ခင်ဗျာမဟာဘုဒ္ဓဝင်ခြင်းကိုဟောတဲ့နေ့မဟာတိတ်ကြေတရား၄၄ခုနေဟာလဲကဆုံးလာဖြစ်နေတော့ရောက်တော်မူခြင်းပဲဖြစ်ပါတယ်ခင်ဗျာပရိနိဗ္ဗာန်ဆံဝင်တော်မူတဲ့နေ့မဟာတိတ်ကြေတရား၄၈ခုနေကဆုံးလာဖြစ်နေအောင်ဆိုလို့ရှိရင်လဲ ကဆုံလာပြင်းနေပဲဖြစ်ပါတယ်ခင်ဗျာကဆုံလာပြင်းနေနဲ့အမိနာမသုံးမျိုးကိုလည်းမိတ်ဆွေများအတင်ပြခြင်းပါတယ်ကဆုံလာပြင်းနေများနေတာဖျားအဖြစ်ရှင်နေဆက်ဆက်ရပြင်းချင်၅မျိုးကိုလည်းဆက်ဆက်ရတိတ်ဆတ်မှုရှင်နေကြောင်းကိုတင်ပြခြင်းပါတယ်ကဆုံလာပြင်းဗုဒ္ဓနဲ့အဖြစ်၎င်းဤကဲ့သို့ကဆုံလာပြင်းနေတွင်မှာပဲမာနကိုအောင်မြင်လို့မူခဲ့ကြောင်းဤရကိုကဆုံလာပြင်းမအောင်နဲ့အဖြစ်၎င်း ပြီးတော့ကဆုံလာပြင်းနေတယ်ပဲဝိသကာနှခန့်နဲ့ရှင်ရဖွံ့မြင်တော်မူခြင်းနဲ့ပရိနိဗ္ဗာန်စံစံဝင်ခြင်းကိုအကြောင်းပြု၍ကဆုံလာပြင်းဝိသန္တိဝိသကာဟုရ၎င်းဘုဒ္ဓဘာသာဝင်တို့၏စိတ်တွင်အမြဲတမ်းမှတ်ထားသင့်ပါလေယခုဆက်လက်ပြီးတော့မှကဆုံညုံရင်သုံးမွေးဖြစ်ပေါ်လာဖို့မိတ်ဆွေများသိရှိနိုင်ရအတွက်အကျဉ်းချုပ်တင်ပြခြင်းပါလေ ုဒ္ဓဘာသာဝင်များစွာဘုရားပြတော်မူသောနေထူးနည်းမြတ်ကိုအာရုံပြု၍ပြဆုံလာခြင်းနှင့်မှာပရိဘုဟာဇီလူလူထိုက်သောဘောဓိညောင်ကိုရည်သွမ်း၍ပူဇော်ကာညောင်ရည်သွမ်းပွဲတော်ကိုရိုးရာအစင်းစစ်မပြတ်ဆင်းရဲရည်ပြုရှင်သာဆီရှိကြပါလေခမညာ။ဘာကြောင့်လဲဆိုတော့ဘောဓိဘင်ဟာတပ်ပဲညွတ်တဉာဏ်ကိုရရန်အတွက်ဘုရားပြတော်မူရာဌာနပြည့်ရှင်ဘောဖက်တော်ခနပါတွင်ဇင်းဝင်ဖြစ်ရှင်ဒါကြောင့်ထူးခြားတဲ့အသစ်ပင်မျိုးအဖြစ်ယုံကြည်ကြပါလေ။ ယခုကဲ့သို့မြတ်စွာဘုရားရှင်နဲ့တရားဆက်ဆက်၍ဗောဓိပင်၌ရေသွန်းလောင်းခြင်းအစဉ်လာကိုခေဆစ်ဆက်ကပင်ပြုလုပ်ခြင်းချင်းမြတ်မယူဟာ၁၂ရာသီပွဲများနဲ့ကဆုံလဟာညောင်ရီသောမွေကိုရိုးရာအပွဲတို့အဖြစ်အစဉ်လာတိုင်းသတ်မှတ်ခဲ့ကြပင်ဖြစ်ပါလေခင်ဗျာဓမ္မမိတ်ဆွေသူတို့ဇင်ပေါင်းတို့ခင်ဗျာကုသိုလ်တရားနဲ့အကျိုးကျေးဇူးတရားတို့ကတော့အတ္တနာဗောဓိ မေယမထေရီအလောင်းတို့ဟာတိတ်တာဘုရားရှင်ဘုရားပြင်ကိုစိတ်ပျိုးပူဇော်ရသောကုသိုလ်ကြောင့်နတ်ပြည်၌နတ်ဖြစ်ရခြင်းလူပြည်၌စကြဝဠာမင်းဖြစ်ရခြင်းအပင်ပင်မှလွက်ကင်းရခြင်းစသည့်အကျိုးကျေးဇူးများခံစားကြပါれ။ယခုဤကဲ့သို့ဆိုရတာတို့ထေရဗဒံအကျမ်းဂန်၌ဟောပြထားခြင်းဖြင့်ဖြစ်ပါれခင်ဗျာ။ကံတို့တက်ကတိတ်တာမထေရီအလောင်းတို့ဟာဘုရုမုတ္တရာဘုရားရှင်ဘုရားပြင်ကိုနန္ဒာယိဖြင့်တွမ်းလောင်သော ကုသိုလ်ကြောင့်လက်ပြေ၌လက်ဖျားရှင်အနာယောဂမရှိရှင်တောကကင်းဝေးခြင်းစသောအကျိုးကျေးဇူးများလည်းခံစားရမှာပဲဖြစ်ပါလေခင်ဗျာနှုတ်မလိုက်ဟိုကယူရုပ်ကဟုတ်ပါ